ီညမှာရှင်ပြိုင်ကစားမဲ့ရှယ်ပွဲတစ်ပွဲဖြစ်တဲ့ Lost Blancos နဲ့ Ghana တို့ရဲ့ပွဲထွက်လူစဉ်အခြေအနေနဲ့ပတ်သက်ပြီးတော့သုံးသပ်ဆွေးနွေးမှုအနေနဲ့လုပ်လိုက်အောင်ခင်ဗျာမင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါရယ်ထုံးတဲ့နိုင်ပဲကျွန်တော်နောက်ဆုံးရဒီဒဏ်ရာပြဿနာသတင်းတွေပွဲပယ်ကစားသမားစီးနေနဲ့ပတ်သက်ပြီးတော့ပွဲထွက်လူစဉ်အခြေအနေကိုသုံးသပ်ဆွေးနွေးမှု လုပ်လိုက်အောင် Sport Mule ရဲ့ပေါ်ပြကြရ Real Madrid အသင်းရဲ့အဓိက တိုက်စစ်ကစားသမား Kylian Mbappe က Alaves နဲ့ပွဲစဉ်မှာတရက်အနီးကပ်ထိခဲ့တယ်ဒါပေမဲ့လည်းဒီ Arsenal နဲ့ပွဲစဉ်ကိုတက်ရောက်မှုရှိမှာမဟုတ်ဘဲနဲ့ပါဝင် ရှင်ပြိုင်ခွင့်ရမယ်လို့ကျွန်တော်တို့သိထားပါတယ်အဲ့တော့ Kylian Mbappe Alaves နဲ့ပွဲစဉ်ကအနီးကပ်ကပြဿနာမရှိဘူးဒီပွဲစဉ်မှာပြန်ပြီးတော့ပါဝင်လာပါလိမ့်မယ်စောစီးထုတ်ပယ်ခံခဲ့ရတဲ့အတွက်ကြောင့် Mbappe အနေနဲ့ပို့ပြီးတော့ အနာရနေနိုင်တယ်ဆိုရက်သဘောမျိုးပေါ့နော်ဆိုတော့ကမဗင်ကကမဗင်ကပထမကြော်တော့အနီကက်နဲ့ထုတ်ပယ်ခံခဲ့ရတဲ့အတွက်ကြောင့်ဒီပွဲတွေမှာပါဝင်မှာမဟုတ်ပါဘူးနောက်ပြီးတော့မီလီတာကို cover hell flamandi လူနေဒီကစားသမားအားလုံးကလည်း real madrid နဲ့တနည်းအနေနဲ့တော့ကစားသွားခဲ့တဲ့ alavers နဲ့ပွဲတွေမှာမပါဝင်ခဲ့တဲ့အတွက်ကြောင့်ဒီပွဲစဉ်ဆက်လက်လွဲချော်သွားဖို့ရှိပါတယ်။ဒါပေမဲ့ပထမအကြော်တော့မပါဝင်ခဲ့တဲ့ချူဝမ်မန်ဒီအနေနဲ့ဒီပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်ပွဲရှိပါတယ်။ဂျူဘယ်လင်ဂန်နဲ့ဗီနီရှက်စ်ဂျူနီယာတို့ကတော့လမ်းဆန်းမှုအပြည့်နဲ့ဒီပွဲတွင်ကိုပါဝင်လာဖို့ရှိနေပါတယ်ခင်ဗျ။ဒါတော့ရီယယ်မက်ဒရစ်အသင်းရဲ့ဒဏ်ရာကစားသမားပွဲပယ်ကစားသမားစီးရင်တွေနဲ့ပတ်သက်ပြီးစပော့မူးလ်ရဲ့ဖော်ပြချက်ဖြစ်ပါတယ်။အားရကိုကျွန်တော်ထက်ကြည့်အောင်ဂန်နာတွေကတော့တရားပြဿနာတော့တိတ်ပြီးတော့မရှိခဲ့ဘူးဘရန်ဖို့နဲ့ပွဲတွေမှာတချို့ကစားသမားတွေကိုလည်းအနာပေးပြီးတော့လှည့်ပြီးတော့ကစားသွားခဲ့တဲ့ပုံစံမျို တွေ့ရပါတယ်။ဒါပေမဲ့ဂျော်ဂျင်ညိုနဲ့တောမတ်စ်ပါတီနှစ်ယောက်လုံးကတော့ဒဏ်ရာပြဿနာအနှဲငယ်ရှိနေပါတယ်။အရင်ဒဏ်ရာမကြီးမားဘူးဆိုပေမဲ့လည်းကြန့်ခိုင်မှုပြေဝပါမလားဒီပွဲစဉ်ကိုပထမအကြော်တော့လိုမျိုးအင်အားအပြည့်နဲ့လန်လန်ဆန်ဆန်ကစားနိုင်ပါမလားဆိုတာတစ်ချက်စောင့်ကြည့်ရမှာပါ။ဂျော်ဂျင်ညိုတဲ့ဆိုင်အထူးသဖြင့်တောမတ်စ်ပါတီပေါ့။ပါတီကတော့အာစတန်ရဲ့နံပါတ်6ရိုးမှာအကောင်းဆုံးကစားပေးခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာလည်းပွဲရဲ့တန်ဖိုးထိမ့်မှုမဖြစ်မနေပါဝင်တဲ့ကစားသမားပါ။ဒဏ်ရာပ သနာမပြောပါတော့တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ပွဲထွက်ကစားသမားစီးရင်မှာပါဝင်လာမယ်လို့ထင်တယ်။ Port Mole ရဲ့ဖော်ပြချက်အရလည်း Thomas Partey ကပွဲထွက်ကစားသမားစီးရင်မှာပါဝင်လာတာကိုတွေ့ရပါတယ်။ကျွန်တော် Julian Timber ကတော့လုံးဝအင်ပြစ်အားပြည့်နေပေါ့နော်။ဖြစ်နေတာကိုကျွန်တော်တွေ့ရပါတယ်။ Louis Kelly, Bukayo Saka နောက်အိုရီဂန်မီရီနိုတို့ကလည်းရီယယ်မက်ဒရစ်နဲ့ပွဲတင်အတွက်ပါဝင်ကစားပေးဖို့အသင့်အနေထားမှာရှိနေပါတယ်ခင်ဗျာဒါတော့ sport mole ရဲ့ဖော်ပြချက်ပါโอเคအဲ့တော့ကျွန်တော်ဆက်လက်ပြီး husco ရဲ့ command line up ကိုဆွေးနွေးကြည့်အောင် husco ကတော့ real madrid အသင်းကို၄နှစ်3-1ပုံစံမျိုးနဲ့ပဲပွဲထွက်ထားစေတာတွေ့ရပါတယ်ဂိုးသမားတနေရာမှာတော့ thibaut courtois ဖြစ်ပြီးတော့ cb နေရာမှာ raul sancio နဲ့ အန်တိုနီယိုရီဂါကိုပွဲထုတ်ထားပါတယ်။ left back မှာအလာဘားနဲ့ကျွန်တော် right back မှာ velvardi ပါ။ဒါတော့ပထမကြော်တော့ကစားခဲ့တဲ့ပုံစံပါပဲ။ဘလိုပဲပွဲထွက်ပွဲထွက်ကျွန်တော်တို့ Real Madrid ရဲ့ defensive line ကိုဘယ်တော့ခါမှအားရကျေနပ်မှုမရှိဘူးဒီနှစ်ရာသီပြောရအောင်ပီပီနဲ့ Sergio Ramos တို့ရဲ့ခန်းစစ်စုဖွဲ့မှုကဘလောက်ကောင်းတော်အခုချိန်မှာ Asensio လေးကောင်းလာတယ်မျောလင်းခွင့်အများကြီးရှိပေမဲ့အတွေ့အကြုံပိုင်းလေးနည်းနည်းနွတ်နေသေးတယ်တိုနီကလည်းအရင်ကလောက်ဘယ်လိုပြောမလဲမာဂုံတိတ်မရှိတော့ဘူးဗျတိုနီဟိုးရင် ချိန်ဒီမှာကစားစဉ်အချိန်ကာလတော့အရန်ကောင်းတာဘောလုံးကို running with the ball လို့ပြီးတော့အဲ ball carrying လို့ထွားရင်အရှိတီတောက်လျှောက်ဆွဲပြီးသွားနိုင်တယ် ပြီးနောက်ကိုမတော်တဆကောင်တာ attack ဖြစ်သွားရင်လည်းပြန်ပြီးတော့တုတ်ချေတင်ပြီးပြေးနိုင်တဲ့ကစားသမားအခုချိန်မှာတိုနီရဲ့အဲ့လိုမျိုး strength ဖြစ်တဲ့ပုံစံနေအနေငယ်ကျလာတာကိုသတိထားမိပါတယ်။ကိုယ်လည်းအထိုင်နေရမှာ Sibeyos နဲ့ Chua Manny ကိုဖဲ့သွင်းထားတာကိုတွေ့ရပါတယ်။ကျွန်တော်ကတော့ Husko ရဲ့အမြင်တိုင်းလုံးဝတထရတယ်လက်ခံတယ်။ပထမအကြော်တော့အာယူအဓိကရှုံးတဲ့ပြဿနာအဲ့ဒီကိုယ်လည်းအထိုင်ကစားသမားနှစ်ယောက်ပဲကျွန်တော်အမြင်လို့လို့ပြောတယ်ကိုယ်လည်းမှာကြောင်ပြောက်လို့မရဘူး။ကိုယ်လည်းကစားကွက်စိုးမိုးမှုမရှိဘူးဆိုရင်ဒါမှမဟုတ်လေတစ်ဖက်အသင်းကကိုယ်လည်းက ကစားကွက်စိုးမိုးခံလိုက်ရပြီဆိုရင်အဲ့ဒီဘွဲကနိုင်ဖို့ဆိုတာမလွယ်တော့ဘူးလူကာမိုဒရစ်39နှစ်ရှိပြီဗျာသူကောင်းတဲ့အချိန်ကာလတုန်းကတော့အရင်ကောင်းခဲ့ပါမယ်အခုချိန်မှာဘလို့လို့ကစားနိုင်တော့မလို့တောမတ်စ်ပါတီနဲ့ရှင်မယ်ဆိုရင်တော့အသက်ကအများကြီးကြီးနေတာလေအဲ့လူကာမိုဒရစ်ကိုလုံးဝပွဲထွက်ခွင့်မပေးသင့်တော့ဘူးလို့ကျွန်တော်ထင်တယ်ဗျဘာပြောစီဘီယော့စ်ကတော့ကစားတာအသက်ရွယ်အရာအတွေ့အကြုံပိုင်းအရာကျွန်တော်က လူကာမိုဒရစ်ကိုပို့ပြီးတော့သဘောကျတယ်အာစနယ်ထဲမှာလည်းအငါသွားရောက်ကစားခဲ့မှုတယ်ပေါ့နော်အဲ့တော့စီဘေးယော့စ်နဲ့ချူအမန်နီတို့အတွဲဖက်ကတော့ဒီပွဲစဉ်တော့အကောင်းဆုံးလို့သုံးသပ်မိပါတယ်ကျွန်တော်ရှေ့က၄ယောက်ပေါ့နော်အဲ၄ယောက်နဲ့ကွင်းလယ်ဟာစုဖွဲ့မှုသည်စီဘေးယော့စ်ကိုကြည့်ရမယ်စီဘေးယော့စ်ကပတ်စင်အောင်အားကိုးတဲ့ကစားသမားကာမာဗင်ကဘောကယ်ရီလုပ်တဲ့ကစားသမားနည်းနည်းတော့ကွာတယ်နှစ်ယောက်လုံးကတော့နံပါတ်8မှာကစားနိုင်တယ်ဆိုပေမဲ့ ကျွန်တော်တယောက်တည်းယူဆချက်ကျွန်တော်ကအဲ့လိုပတ်စင်ကောင်းတဲ့ကစားသမားတွေကိုပို့ပြီးသဘောကျတယ်။မော်ရမော်လုံးလောကခေတ်မှာပတ်စင်ကောင်းတဲ့ကစားသမားတွေကပို့နေရရလား။ dribbling ဘလောက်ကောင်းကောင်းဗျာ။ ball carry လောက်တာဘလောက်ပဲကောင်းကောင်း။တစ်ဖက်တည်းကငါတို့ viewer ဘိုင်းကြကြဆော့မယ်ဆိုရက်ကိုကြည့်နေလို့ရတယ်။တိုးလို့မရဘူး။တို့တတ်မှတ်ထားတဲ့နေရာရောက်ရင်တိုးလို့မရတော့ဘူး။ဘယ်လိုပြောမလဲ။ Britain Lions တွေရောက်သွားရင်ဘာမှလုပ်လို့မရတော့။တို့တိတ်ပြီးတော့အနေရမရှိတဲ့နေရာမှာရမယ်။ dribble လုပ်နိုင်မယ်เนาะ ball carry လုပ်နိုင်မယ်အဲ့တော့ကြောင့် CBOs ကတော့ passing skill ပုံမိုက်တယ်ထိုနည်းတူပဲ Chuamani ကလည်းအသင်းကို handle လုပ်နိုင်တဲ့ကစားသမား tempo ထိန်းနိုင်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့် Arsenal ပထမအကြော်တော့ဟာပို့ပြီးခက်ခဲမှုတွေရှိလာနိုင်ပါတယ်ကျွန်တော်ရှေ့က၄ယောက်မှာတော့ထုံးတဲ့နိုင်ပဲပေါ့နော် Jude Bellingham ကို AM လို့လို့ winger လို့လို့ထုတ်မလို့လို့ နော်ဒါမှမဟုတ်လေရိုဒရီဂိုကို free roll ပေးပြီးအပြောက်ကစားစေမလို့လို့ဒါတော့အတိအကျပြောလို့မရဘူးအဲ့၄ယောက်က relation အစဉ်နဲ့အားပြုပြီးစော့တဲ့အတွက်ကြောင့်ဘယ်နေရာမှာဘယ်ကစားသမားအတိအကျရှိတယ်ဆိုတာပြောဖို့ခက်ခဲပါတယ်အဲ့ကျွန်တော်အာကြီးရဲ့ ပေါ်ထွက်လိုက်နေဟူးစကူဘလို့ခံမှန်းတာတယ်ကိုသမားဒေးဗစ်ရာယာရာယာပဲဖြစ်မှာပါနောက်တန်း၄ယောက်မှာဝီလျံဆလီဘာကဗီယောနဲ့ကျွန်တော်လူးဝစ်ကယ်လီဂျူရီယန်တင်းပါအရန်မိုက်တယ်အဲ့ဒီဒီဖန်ဆစ်လိုင်းမှာပွဲထွက်ရမှာကျွန်တော်ချန်တဲ့သူတွေမကြည့်နဲ့ဂျူရီယန်တင်းမှာစံခိုင်မှုပြင့်နေလို့ကဖြုတ်တည်ပဲလူးဝစ်ကယ်လီလေးကောင်းပေမဲ့လည်းဂျူရီယန်တင်းမှာကိုလည်းကျွန်တော်တို့မေ့ထားလို့မရဘူးမမေ့ထားတဲ့အာစတင်တင်းရဲ့ခန်စစ်တန်းကစားသမားတစ်ယောက်ပါဆလီဘာကတော့ တိတ်တော့ပြောနေစရာမလိုတော့ဘူးအဓိကပဲကဗီရောစောစောင်ရင်ပိုင်းတည်ငြိမ်မှုပဲလိုတယ်အမားရင်းများများနဲ့ဟိုဖီအားများလာရင်တော့ကဗီရောကတိတ်အစင်မပြေဘူးဗျတို့မဲ့ဒီကဗီရောရဲ့ဖီအားတန်ကိုကွင်းလည်ကစားသမားတယောက်ကအကောင်းဆုံး short ချပေးဖို့လဲအဲ့တို့ကြောင့်ကွင်းလည်ကစားသမားတွေရဲ့တာဝန်ကအရန်ရေးပါလို့ကျွန်တော်ပြောတာ အတကင်မစ်ဖီဒါတယောက်တိုက်စစ်မှုတယောက်ဂိုးမသွင်းနိုင်ရင်တောက်လျှောက်ဖီအားလျှော့ပေးနိုင်ရမယ်ဒက်ဖန်စစ်မစ်ဖီဒါတယောက်ခန်းစစ်ကစားသမားတွေကိုဖီအားလျှော့ပေးနိုင်ရအောင်โอเคအဲ့တော့ကွင်းလယ်မှာပါတီအိုဒီဂက်ရိုက်စ်ကိုပဲတွဲထားပါတယ်အကောင်းဆုံးမစ်ဖီထရိုင်ပါပဲဒီပုံစံပဲပွဲထွက်လာမှာပါအဲ့တော့ကျွန်တော်တိုက်စစ်စုဖွဲ့မှုအချင်းမီရီနိုကိုနံပါတ်9နေရာမှာတည်လာမှာတည်ကြတယ်အဲ့တို့ကြောင့်ဘရန်ဖို့နဲ့ပွဲထွက်လူချင်းမှာခြံထားတာမီရီနိုကပျော်ပျော်ဆူဆူကျွန်တော်ကတော့ဗျာဒါကျွန်တော်တယောက်တည်းအမြင်တော့ကျွန်တော်ခိုင်းရဗက်ဆယ်ကြိုက်တယ်ဂိုးသွင်းတာပို့ပြီးတော့သူကပါနဲ့တည်တယ်လို့ပြောရမှာပါခေါင်းတစ်ပေါက်လဲရတယ်အဲ့တို့ကြောင့်မီရီနိုနံပါတ်9လက်ဖွင့်မာတင် ယ်လီကျွန်တော် right wing စကပွဲထွက်လာနိုင်တယ်လို့ထင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ဒီညမှာရှင်ပြိုင်ကစားမယ် Real Madrid နဲ့ Arsenal တို့ရဲ့ပွဲထွက်လူစဉ်အခြေအနေနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရသတင်းအချက်အလက်တွေနဲ့ဆက်ဆက်သုံးသပ်ဆွေးနွေးမှုလုပ်ပေးခဲ့တာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးများအပ်တယ်ပါတယ်။